အလုံးမဲမင်္ဂလာပါရှင်ပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေစေမဲ့ပရလောကနဲ့ဂန္ဒီယလောကရဲ့အတောင်းအရာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီဇလိုင်းရဲ့အနှစ်ရတာကိုအပြေအဝခန်းစားခြင်းနဲ့ဆိုရင်တော့ညအတင်ခါရောက်မှတဦးတည်းရှိနေချိန်မှာနားဆင်ဖို့အတွက်အကြံပြုပါစေနော်ဒါဆိုရင်တော့ဇလိုင်းလေးကိုနားဆင်လိုက်ရအောင်နော်ဒီနေ့မှာတော့ အောင်မြတ်သားနဲ့လူသေးလက်ညိုခေါမိုးထိုးဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးကြမှာရှင်။ပေါ်လေးကိုပြောင်းနေအောင်တိုက်ထားတဲ့ကျွန်းသားစပွဲပေါ်ဟာစည်ရင်းစာအုပ်တီကိုကြည့်ပြီးတော့ဦးမြလူတယောက်တပြင်းရှိတစ်ချက်ကိုချလိုက်မိပါတော့တယ်။ဂျုံဂျုံဂျုံဆိုတဲ့စံစက်ရဲ့အတန်နဲ့တူဆက်သေးကိုအမျိုးသမီးတယောက်ဝင်လာတာကိုမြင်လိုက်ရပါတော့တယ်။မိငယ်ပါလား။ဘာကိစ္စရှိလို့လဲ။ဒီမနေ့အလုံးလာကန်နေကိုလာမောင်တယောက်ဗိုက်ထဲထိုးအောင်လာလို့ဆရာကြီး။ဟော။ဒါဆိုရင်ဒီနေ့အလုံးမလာနိုင်ဘူးပေါ့။ ဟုတ်တယ်ဆရာ။ तू ကတော့ပြောနေသေးရဲ့။ဒီနေ့ကဆရာအောင်မှထားတဲ့ order ကြီးနောက်ဆုံးပေးရမယ်နေတဲ့။ तू မသွားရင်ဆက်အိတ်တွေမပြီးတော့ဘူးဆိုပြီးတော့ကုန်းထောက်ဖို့လုပ်သေးရ။ဒါပေမဲ့ဘိုင်အောင်တဲ့တန်ပို့ဆိုးလာလို့ကျမကပဲဆရာကိုအကျိုးကြောင့်လာပြောပြတာပါ။ဦးမြလူကလည်းမိငယ်ပြောတဲ့စကားကိုကြားတော့ဘေးမှာစီးထားတဲ့ဆန်အိတ်တွေကိုကြည့်ပြီးတော့နေမကောင်းမှတော့ဘယ်တက်နိုင်မလဲ။ရော့ဆေးဘူးယူသွားပြီးတေချာခုပေးလိုက်။အလုပ်ကိစ္စကိုခေါင်းနဲ့မထဲနဲ့လို့ ျမ်းမောင်နေဖို့လဲငါမှားလိုက်တယ်ဆိုပြီးပြောပြလိုက်။ဦးမြလူကဝေးတချို့မိငယ်ထံလှမ်းပေးရင်နဲ့ဆန်ဆက်အတွင်းဘက်ကိုထွက်သွားခဲ့ပါတော့တယ်။ဟေးမောင်ကြီးဒီနေ့အလုပ်သမားကြီးလာလာလဲမတွေ့ပါလား။ဟုတ်တယ်ဆရာဒီနေ့လူတော်တော်များများဖျားနေကြတယ်။ဒီကြဲဆက်ကလည်းအလိုလိုနေထိုးရနေတော့စဘာကြိတ်တာထင်တယ်လို့မရဘူးဖြစ်နေရဲ့။ဒီနေ့ဆိုင်တထောင်အရောက်ပွားမှာအခုဘလောက်ရနေပြီလဲ။ဟိုးဟိုးလေးဆရာပြောမှသာ ပြောစမ်းမှာ။ ဘလောက်ရနေပြီလဲ900ကျော်ပဲရှိသေးရဲ့ဆရာဖြစ်နိုင်နောက်တရက်နှစ်လောက်စုပ်လို့မရဘူးလားဟာဘယ်ရမလဲအခုမှထားရဲသူကဂတိတီမှကြိုက်တာဒီပုံစံတိုင်းဆက်သွားရင်မနေ့ပြန်မနေ့ဆိုပြီးလောက်ပါတယ်ဦးမြလူစကားကိုဆန်ဆက်မန်နေဂျာဖြစ်တဲ့မောင်ကြီးကခေါင်းတကုတ်ကုတ်လုံရင်းနဲ့ဟုတ်ကဲ့ဆရာဖြစ်အောင်တော့အတက်နိုင်ဆုံးစ조사ပါမယ်ဒီလိုပြောရင်းနဲ့ဆန်နေကိုအိတ်ထဲတွတ်နေတဲ့လူတွေရှိရဘက်ကိုသွားလိုက်ပါတော့တယ်ဆရာမောင်ကြီး ဒီပုံတိုင်းဆိုရင်တော့မနှက်ဖြန်အောင်ပြင်မမထုံးတော့တတိယဒီချိန်နဲ့ဒီပမာဏမထွက်ဘူးဆိုတာသိနေပေမဲ့ကျွန်တော်တို့အတင်းခိုင်းနေရတတိယကြောင့်လဲမင်းတို့သိရသားနဲ့ကွာ तू ကဂတိပြတ်မအောင်တင်မလောက်ကြောက်တဲ့လူကွာအခုအလုတ်သမားကြီးလဲမလားစက်ကလည်းကြောင်းတာနဲ့ဘလို့လုံးဝမနှောင်မသိရဘူးကဲကဲရသလောက်တော့စူးစမ်းကြတာပေါ့အလုတ်သမား90ကျော်ရှိရဲ့ညာဆန်ဆန်ဆိုတာဒီနေ့တခွင်မှာတော့မသိရတဲ့သူမရှိသလောက်ဖြစ်အောင်နမဲကြီးခဲ့ပါတော့တယ် ရာဇာဇာပန်ရှင်ဦးမြလူရဲ့တမတမဲကြတဲ့ကိုကဲမှု အလုတမားရိပေါ်စာနာမှုတွေကြောင့်အနီးနားလူတွေတောင်မကတခြားရွာလူတွေပါအလုလာလုခဲကြပါတော့တယ်အခုလဲရွှေတောင်ရွာတထေးဖြစ်တဲ့ဦးတန်းလိုက်အပ်ထားတဲ့စပားတွေကိုတပတ်အတွင်းအပြေးလုပေးမယ်ဆိုပြီးဂတိခံထားတဲ့အချိန်ရစပြီးတော့အလုတမားရိရလည်းဖြာစက်ကလည်းအလုံလုံရရက်သွားတဲ့အတွက်ကြောင့်မနေ့ဖြတ်အမိပေးရမယ့်စာရင်းတွေရဖို့အတွက်အလုတမားရိနားချိန်တော့မရပဲနဲ့လုံနေကြရရှာပါတော့တယ် နေလေလောက်ရောက်တော့မောင်ကြီးရောက်လာပြီးတော့ဆရာစက်ကမော်တာမလဲတော့ဘူးဟမ်ဟိုနေရမယ်အသက်ထည့်ထားတာလေဘလို့ဖြစ်တာလဲဟုတ်တယ်ဆရာကျွန်တော်တို့စမ်းကြည့်တော့လဲချိုးရင်းကြွတ်မတွေ့ဘူးဒါပေမဲ့နိုင်ဝက်လောက်လဲပြီးအလိုလိုရက်သွားတာဟိုလောက်ဒူလုံးနဲ့ဆိုရင်တနိုင်လောက်ကြာမှပြန်လဲတယ်ဒီပုံစံတိုင်းဆိုရင်စမ်းရတဲ့အချိန်မီပြီးမှမဟုတ်ဘူးနော်ဟူအရင်ကဒီလိုတစ်ခါမှမဖြစ်ဘူးပါဘူးကွာကဲကဲမရရင်လည်းတခြားဆက်တွေအကူကြီးတောင်းပြီးတော့လောက်ခိုင်းကြည့်ပါဦးမယ် ဆရာမပြောခင်နေရကျွန်တော်လိုက်မေးပြီးပြီသူတို့ကလည်းမလုပ်ပေးကြညာဘူးဆရာဟိုဘက်တလန်းကျော်ကဘာတန်းဆန်ဆန်ပိုင်ရှင်ဆိုရင်ကျွန်တော်တို့အခုလိုဖြစ်တာတော့အတော်သဘောတွေ့နေရပုံပဲမရတဲ့အစုံတော့ကိုတန်းလန်ကိုပဲတောင်းပန်ရအောင်ပါပေါ့ကွာဦးမြလူကသူ့ဘဝမှာတစ်ခါမှမဖြစ်ဘူးတဲ့ကိစ္စကိုစဉ်းစားပြီးတော့တွေးတောနေတဲ့အချိန်ဆရာအိမ်ပြန်လာလိုက်ပါကျွန်တော်တို့ဒီတညလုံးစူးစမ်းပြီးတော့လုပ်ကြည့်ပါမယ်အလုပ်သမားတွေကိုလည်းတိတ်ချပြောပြထားတဲ့အတွက်ဆရာစိတ်မပူပါနဲ့အေးပါကွာမင်းတို့ရဲ့အားထုတ်မှုအတိမတ်ပြုပါရစေ ်ဦးမြလူကမောင်ကြီးရဲ့ပခုံးပုတ်ခါအားပေးရင်းနဲ့ပတ်စံအေကိုယူကထပ်သွားခဲ့ပါတော့တယ်။မောင်ကြီးတို့ကလည်းမနာမနေလှုပ်လာခဲ့တာ။ညမဦးပိုင်းရောက်တော့ဆန်ဆက်အနောက်ဘက်အမှောင်တို့တွေကနေအတန်တကြီးနဲ့អော်တဲ့အတန်တစ်ခုကြားလိုက်ရပါတော့တယ်။မောင်သားရဆန်ဆက်အနောက်ဘက်ကអော်တန်ကြတယ်။ဘသူဘာဖြစ်တာလဲမသိဘူး။ငါတို့လည်းကြားတယ်။ဒါပေမဲ့အဲ့ဒီအနောက်ဘက်မှာလူမမနေတာအတန်ဘလို့ထွက်လာတာလဲ။အလौသမားနှစ်ယောက်ပြောနေတဲ့အတန်ကြောင့်ဆက်အိတ်တွေကိုရေတွက်နေရမှာကြီးရ။ထားလိုက်ပါကွာ။ ငါတို့အလုတ်ကမနဲ့ကိုစမ်းရည်တွေအပြည့်ပြီးနိုင်မို့ပဲကြိတ်ထားငါးကောင်နေမော်ကြီးကအလုတ်သမားတွေကိုအားပေးကဆန်းဆန်းအနောက်ဖက်စီကိုမျက်လုံးရောက်သွားခဲ့ပါတော့တယ်ဟင်ဘာကြီးလဲဟာဆန်းဆန်းအနောက်ဖက်အမှန်တို့တွေရာနေထွက်နေတဲ့နီနီရဲရဲမျက်လုံးနှလုံးကမောင်ကြီးကိုစူးစိုက်ကြည့်နေအောင်မြင်လိုက်ရပါတော့တယ်တော်ရုံမကြောက်တတ်တဲ့မောင်ကြီးအောင်မှဒီရဲနီရဲမျက်လုံးနှလုံးကိုတွေ့တော့အနေငယ်ထိတ်လန့်သွားပြီးဓမီနဲ့ထိုးကြည့်ရမှာတော့တို့ပြအဟောင်းနေတဲ့ကာထားတဲ့ဆန်းဆန်းကိုပဲမြင်လိုက်ရပါတော့တယ် မောင်ကြီးကလည်းစိတ်ထင်တာနေမှာပါဆိုပြီးတော့အမှုမဲ့အမှတ်မဲ့နေနေတဲ့အချိန်အလွန်ကုန်ပြင်းထန်တဲ့ပုတ်အဲအဲအနံ့တချို့ဟာဆန်ဆက်အထဲဝင်လာခဲ့ပါတော့တယ်။ What tree? ဒဲလိုက်တာကွာ။ဘာနဲ့ကြီးလဲ။အလုသမားတွေစီကထွက်လာတဲ့အတန်းကြောင့်မောင်ကြီးလည်းနှာခေါင်းလက်နဲ့ပိတ်ပြီးကျွတ်တီပါးတွေတည်နေလားမသိဘူး။မဖြစ်နိုင်ဘူးတော့ဆရာ။ကျွတ်တီတော့အနံ့အဲ့လောက်ချက်ချင်းမရဘူးလေ။အခုကချက်ချင်းရလာတာ။နှာခေါင်းတော့မဖွင့်နိုင်ဘူး။တေချောင်းလိုက်ရှာကြည့်ပါဦး။ ဒီနေ့နဲ့တ냐လုံးအလုံးလို့ဖို့အဆင်မပြေဘူး။မောင်ကြီးစကားကြောင့်အလုံသမားတွေကလည်းတမီးတွေဟိုထိုးတီထိုးနဲ့လိုက်ရှာကြအောင်မတော့။အမလေးတေးတေးဒီလိုအော်လိုက်တဲ့မောင်သားရတဲ့အတန်ကိုကြားလိုက်ရပါတော့လေ။ဟေ့တရဘာဖြစ်တာလဲ။မောင်ကြီးတို့ရောက်သွားတော့ရင်ဘက်ကိုလက်နဲ့ဖိပြီးအကြောင်းလုံးနေတဲ့မောင်သားရကအမောင်ဘက်ကိုလက်ညှိုးထိုးရင်းနဲ့အဲ့အဲ့ဒီဆိုင်ပေါ်မှာငိုတော့ကြီးထိုင်နေရ။ဇပယ်နီကအရှွေကြီးနဲ့ကြိုးပိပိထိုင်နေရဆရာ။ဟာကွာ။ ီဆန်ဆက်တဲ့ငါးနေလာနှစ်ပေါက်နေပါပြီ။မင်းပြောသလိုဟုတ်တယ်မဟုတ်ပါပါ။ညလုံးအမြင်မှားတာဖြစ်နေပါအောင်ပဲ။ကျွန်တော်မလိမ်ပါဘူးတကယ်ပြောတာ။အဲ့ဒီဆိုင်ကြီးဒီပေါ်မှာငုတ်တုတ်ထိုင်နေရ။ကျွန်တော်ဆက်မလို့ရဲတော့ဗျာ။ကျွန်တော်အလုတ်ချုပ်ချင်လဲထုတ်လိုက်တော့မောင်သားရကကြောင်လန့်တကြားနဲ့ပြောရင်ထမင်းချိုက်ကိုဆွဲကထထွားခဲ့ပါတော့တယ်။ကြံတဲ့အလုံသမားတွေကလည်းမောင်သားရစကားကိုကြားတော့ညနာသေးလေးတွေနဲ့မောင်ကြီးကိုကြည့်နေခဲ့ပါတော့တယ်။မင်းတို့ကြည့်ရတာစိတ်မပါတော့သလိုပဲ။ ဲ့ဒီလိုတော့မဟုတ်ပါဘူးဆရာရေညာရေးအချိန်ပြီးတော့ဆန်းစပ်တယ်မှာကျွန်တော်တို့6ရောက်လောက်ပဲရှိအောင်အခုလိုများထပ်ဖြစ်အလုပ်သမားတွေရဲ့စကားမဆုံးခင်ပါပဲဆန်းစပ်ခေါင်းမိုးပေါ်ကနေယောက်ျားတယောက်ရဲ့ချောက်ချောက်ကက်ကက်ရည်တန်းတစ်ခုထွက်ပေါ်လာခဲ့ပါတော့တဲ့ရည်တန်းနဲ့အတူဆန်းစပ်ပြောင်းတိုင်အောက်ခြေကိုတန်ချောင်းနဲ့တထောက်ထောက်ခောက်တန်နေမှာထွက်ထွက်လာတော့အလုပ်သမားတွေရောမောင်စည်းပါငဲတဲ့ပေါ်အော်ပြီးပြေးကြပါတော့တဲ့ဒေါင်းနဲ့ရောက်တော့ဦးမြလိုကလည်း ူစီအထားရဲ့စိတ်အေးတွေကိုအော်ရမပေးနိုင်တဲ့အတွက်တထေးတန်လိုက်ရဲ့စိတ်ညုံညင်မှုလည်းရခဲ့ပါတော့တယ်။အဲ့ဒီရဲ့အကျိုးဆက်ကတော့ဦးတန်လိုက်ကသူစီအားထွက်တဲ့စကားတွေအကုန်လုံးဘာတန်းဆန်ဆက်စီပေးလိုက်ပါတော့တယ်။ဦးမြလူရဲ့ဆန်ဆက်ကလည်းတဖြည်းဖြည်းနဲ့နမဲကျလာပြီးတော့အလုသမားတွေကလည်းလောက်ခပို့ပြီးရဲ့ဘာတန်းဆန်ဆက်ဘက်ကိုပြောင်းသွားခဲ့တာလူရင်းတစ်ပဲတချို့ပဲကြံခဲ့ပါတော့တယ်။ဆန်ဆက်ကလည်းအဆင်မပြေတခြားစီးပွားရေးကလည်းရော်ရဲလာတာဆိုတော့ဦးမြလူတယောက် စိတ်ထောက်ကိုကြည့်ဖြစ်ပြီးတော့အိယာတွေပါပုံမုံလဲပါတော့တယ်။ဆန်းဆက်ထဲမှာလေအေးရညာပိုင်းနေမှသာအချောင်းလန့်ရှိပေမဲ့အခုဆိုရင်တော့မှနေကင်းကြောင်တော့အန်ကျိတ်တဲ့အတန်းငိုကြီးတဲ့နေကြားနေရတဲ့အတွက်အလုံသမားရဲ့အားလုံးအလုံမလုံရဲကြတော့ပဲနဲ့ပိတ်ထားတဲ့အထီးဖြစ်လာခဲ့ပါတော့တယ်။ဦးမြလူတို့မိသားစုမှလည်းရဲနေနေဝင်ကြီးတယောက်ချင်းရောက်ပြီးဆိုရင်သမီးဖြစ်သူကတငုံငွေတီးဖြစ်ခါခေယောင်ကတန်းနေဖြစ်နေရကြောင်း မျိုးနဲ့ပလဲမကတ်မှာရှိတဲ့ဘာယတိစီသွားဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ဘာယတိဟာပယောကကုရဲနေရာမှာအရန်နမဲကြီးရဲ့အတွက်မျိုးကန်နေပြီးချားရဝေးရနေရလူတွေပါလာကူးကြပါတော့တယ်။အခုလည်းဦးမြလူတို့မိသားစုဟာဘာယတိနဲ့တွေ့ဖို့အတွက်မနဲ့စောစောထားပြီးပြင်ဆင်စရာရှိရာတွေကို ပြင်ဆင်နေတဲ့အချိန်အင်ရှိချန်စီရဲ့အပေါဝါနာမှာနှာမှုတ်ပြီးခွာရနေတဲ့အတန်တစ်ခုကြားလိုက်ရပါတော့တယ်။ဆိုင်ဆိုင်အင်ရှိမှနွားတော်ကောင်ရောက်နေတဲ့အချိန်လေး ငါနာတယ်နှာမုတ်တယ်လို့လို့ခွာရက်တယ်လို့လို့ကြားနေရတယ်။ဦးမြလူကအဝစားလေးနေပြောလိုက်တဲ့အတန်းကြောင့်သမီးဖြစ်သူကိုအဲ့ရနှုံနေတဲ့မိမဖြစ်သူကအိမ်ပေါင်းဝါကိုလှမ်းကြည့်တော့ဘာကောင်းမှမတွေ့ပါဘူးတော့တော်နာကြမှတာဖြစ်ပါဦးမယ်။မိမဖြစ်သူရဲ့စကားကြောင့်ဦးမြလူဘာမှဆက်မပြောတော့ဘဲနဲ့အပေါ်ရောအနှွေးတဲ့ကိုဝေခါအိမ်အောက်ကိုဆင်းလာခဲ့လိုက်ပါတော့တယ်။မောင်ကြီးကအခုထိမရောက်သေးပါလား။ဒီကောင်တိတ်ချမှထားရတာနဲ့ ။ဦးမြလိုကလည်းပြေတောက်ပြေတောက်ပြောနေရင်းနဲ့ဖတ်ချန်းစလေးကိုဖွာနေတဲ့အချိန်နွားလေးကိုအတော်မောင်းလာတဲ့မောင်ကြီးကိုမြင်လိုက်ရပါတော့တယ်။ဆရာတို့တော့အသိဖြစ်နေပါရောလား။ဒီမနက်မှငနေ့ပြာပေကက်ပေကက်လုံးနေလို့နောက်ကျသွားတယ်ဆရာကြီး။အေးအေးရပါတယ်ကွာ။ဆိုင်ဒီမောင်မောင်ကြီးရောက်နေပြီ။အသိဖြစ်ရင်သွားဆိုင်အောင်။လာပြီတော်ရေးလာပြီလာပြီ။ဦးမြလိုတို့လည်းလဲပေါ်တက်ပြီးထိုင်ုံရှိသေးတယ်။လဲမှာဆွဲထားတဲ့ငနေ့ပြာနဲ့တိုင်လုံကတစုံတစ်ခုမြင်နေဟန်နဲ့ တရှူရှူတရှဲရှဲထားဖြစ်ပါတော့တယ်။ဟေးရှ်ရှ်ဟာဒီနကောင်ဘာတွေဖြစ်နေရလဲ။မောင်ကြီးကမဲမဲရင်းနဲ့နွားရိုက်တုံးနဲ့နှစ်ချက်လောက်ရိုက်ပြီးတော့တဖားချို့ဆွဲလိုက်တော့မှငိမ့်သက်သွားခဲ့ပါတော့တယ်။ဦးမြလူတို့ထွက်လာပြီးတနားရီလောက်ကြာတော့ဘာရက်သိနေရတောချောင်းနောက်ရောက်လာခဲ့ကြပါတော့တယ်။မနက်စောစောထလာတဲ့ဦးမြလူတို့ရှိမှတော့လူပေါင်း30လောက်ကအသင်ဆောင်နေကြတာမြင်တော့ဒီပုံစံနဲ့ဆိုနောက်ကြောင်ပဲဖြစ်ပါတယ်။ဘယ်တက်နိုင်မှာမလဲကြာ ဆရာလည်းအခုတလောကျမ်းမကြီးချူချနေတော့အတော့ကိုပိန်သွားတာနော် တပည့်ဖြစ်သူမောင်ကြီးရဲ့စကားကြောင့်ဦးမြလူလက်ထက်ရဖတ်ကျန်းစိတ်လေးကိုအငွေ့တထောင်ထောင်ထားနေအောင်ဖွားလိုက်ပြီးတော့ပစ္စည်းသင်္ခါရလူသင်္ခါရပဲငါကောက်ရေးအရင်ကအောင်မြင်ခဲ့သလောက်အခုဆိုရင်ငါရဲ့ဆန်ဆာဟိုးအောင်ဆောင်ရောက်နေပြီဆရာတပည့်နှစ်ယောက်လေးပေးဖြောင်းနေတဲ့အချိန်ဘာရသေးစိုးစားပြီးပြီဟဲ့ဒီလိုအတန်ကြောင့်လှဲပေါ်ကနေရက်ကြည့်လိုက်ရမှာတော့ကျောင်းထဲကနေဆင်းလာတဲ့ဘာရသေးကို ရင်လိုက်ရပါတော့တယ်။ညဉ့်နွမ်းနေရဲ့တောက်ချာအယောင်ပြဲလွှဲစားပြုနေတဲ့ဖယ်ရည်စိုးအဝတ်တွေကိုကြားနာစွာဝတ်ဆင်ထားတဲ့ဘိုင်ယတ်ရဲ့အနောက်မှာတော့ရုပ်ရည်တီကြီးခန့်ညားတဲ့လူသုံးယောက်ကပ်ပါလာတော့လှမ်းမြင်လိုက်ရပါတော့တယ်။ဘိုင်ယတ်စီလာကြတဲ့အထဲမှာတော့အပြိုပြန်းမလေးတွေဖြင့်၂၀ကျော်မိမပြိုတွေကဘိုင်ယတ်အနောက်မှာရှိနေတဲ့လူသုံးယောက်ကိုစိတ်ဝင်တစားကြည့်နေခဲ့ကြပါတော့တယ်။ဘိုင်ယတ်ရတော့သူ့အရှိမရှိနေတဲ့သူတွေကိုလမ်းဖယ်ခိုင်းပြီးတော့ ဦးမြလူတို့လှဲရှိရာဘက်ကိုတက်တက်လာနေအောင်မြင်လိုက်ရပါတော့တယ်။ဆရာဘာရဲ့တရားကျွန်တော်တို့စီလာနေတာဗျ။မောင်ကြီးတန်ကြောင့်လှဲပေါ်မှာထိုင်နေတဲ့ဦးမြလူတို့မိသားစုတွေအောက်ကိုဆဲလိုက်ကြတဲ့အချိန်တခါကြီးကညဆန်ဆက်ပိုင်ရှင်လား။ဟုတ်ပါတယ်ဗျာ။တပည့်တော်ကညဆန်ဆက်ပိုင်ရှင်မှာအေးတခါကြီးတို့ကြုံတွေ့နေရတဲ့ကိစ္စရိုးဒီကလူငယ်တွေကကူညီပေးကြလိမ့်မယ်ကွ။ဘာရဲ့တရားအနောက်မှာပါလာတဲ့လူ၃ယောက်ကိုလက်ညှိုးထိုးပြပြီးတော့ သူ့ရဲ့ကျောင်းတက်ကန်းစီပြန်ဝင်သွားခဲ့ပါတော့တယ်။ဘာရတရဒီလိုပြောမှတော့ဥရောကလည်းလက်ခံဖို့ပဲရှိတော့တာပေါ့။ဒါနဲ့ဆရာလေးတို့ဥရောဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုပြောပြပြစီ။ကျွန်တော်တို့ကလည်းနားထောင်ဖို့အသင့်ပါပဲ။ဒါပေမဲ့ဒီနေရာလူရမ်းများလို့ဟိုးဘက်ကအရေးရတဲ့နေရာမှာအေးစစ်စစ်ထိုင်ပြောကြရအောင်။ကြည်လင်ရှင်သန်းနေရဲ့မျက်နှာပိုင်ရှင်ရဲ့စကားသံကြောင့်ဦးမြလူစိတ်ထဲမှာအလိုလိုလေးရင်းနဲ့ယုံကြည်ရဲ့စိတ်တွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။အရေးအဝါဒကောင်းတဲ့တပြေပြေအောက်ကိုရောက်တော့ဦးမြလူက ဦးလီရဲ့နာမည်ကဦးမြလိုပါဒါတော့ဦးလီရဲ့မိမနဲ့သမီးစိုင်းရင်နဲ့မြတီတာလို့ခေါ်တယ်။သူကတော့ဦးလီရဲ့တစ်ဖက်မောင်ကြီးရဲ့အားလုံးတွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်ရဲ့နာမည်ကတော့အောင်မြတ်တာပါ။သူတို့နှစ်ယောက်ကတော့တက်ခိုင်နဲ့တောက်ရလို့ခေါ်ပါတယ်။ကျွန်တော်တို့ဘာရတဲ့ရကိစ္စတစ်ခုအကူကြီးတောင်းနေတယ်ဆိုလို့ရောက်လာကြတာပါ။ဒီရောက်တော့မှဦးကြီးတို့စီအလိုက်တော့တာပဲ။ပါပါညီညာရဲ့သွားရီပေါ်အောင်ရဲသွေးရှမ်းပြီးပြောလိုက်တဲ့အောင်မြတ်တာရဲ့စကားတွေကြောင့် ဦးမြလူရဲ့မျက်နှာပေါ်မှာအပြုံးတွေထွက်ပေါ်လာခဲ့ပါတော့တယ်။ဦးလေးတို့အခုလာတာစီးပွားရေးနဲ့ကျန်းမာရေးကိစ္စကြီးသိချင်လို့လာခဲ့ကြတာ။ဒီနေ့အတွင်းမှာစီးပွားရေးကြားကြကတော့တွေကိုရေးထည့်လိုက်သလိုပဲဘာမှအဖက်မတင်တာ။ဒီကြားရဲ့ကျန်းမာရေးကလည်းချူချောင်းဟော်ရီသမီးကလည်းညနေနေဝင်ကြီးတရောဆိုရင်တငုံငိုတီဖြစ်လာရောဦးလေးတို့ပြောဖို့အရဆိုရင်တစုံတယောက်လှုပ်ထားတဲ့ပုံပဲ။အစိမ်းပြေတော့အလုံးလုံးတဲ့နေရာနဲ့နေရဲ့အိမ်ကိုလိုက်ကြည့်ပြစီ။ ဆရာလေးကိုလိုက်ကြည့်တော့ပိုကောင်းတာပေါ့ဗျာ။ကဲကဲအခုပဲကြောက်လဲပေါ်တက်ပြီးလိုက်ခဲ့ကြ။ဦးမြလူကဝမ်းသာအားရပြောပြီးတော့အောင်မြတ်သားတို့လဲပေါ်ကောက်တင်ကခေါ်လာခဲ့ပါတော့တယ်။နေချမ်းတစ်ဖြားလောက်ရောက်တော့အိမ်ရှိကိုရောက်လာပြီးဟောဒါကကျုံးနေရဲ့အိမ်ပဲဆရာလေး။ဘာထူးခြားမှုရှိလဲကြည်ပေးပါဦး။အောင်မြတ်သားကလည်းဦးမြလူရဲ့နေအိမ်ကိုခဏမြတ်ပြန်လုံးဝေ့ကြည့်ပြီးတော့အိမ်ကိုကြည့်ပြီးပြီဆိုတော့အလုံးလုံးတဲ့နေရာကိုသွားကြည့်ပြစီ။ဆရာလေးအိမ်မှာဘာဖြစ်နေရလဲပြောပါဦး။တိတ်လည်းမလို့ပါနဲ့ဦးကြီးရဲ့ ကျွန်တော်တို့အားလုံးကြည့်ပြီးတေချာပြောပြပါမယ်။အောင်မြတ်သားရဲ့စကားကြောင့်ဦးမြလူဘာမှထပ်မမေ့တော့ဘဲဆန်ဆက်ရှိရာဘက်ကိုခေါ်သွားခဲ့ပါတော့တယ်။ဆန်ဆက်အထဲကိုရောက်တော့လှည့်ပဲ့ကြည့်ပြီးဦးကြီးတို့နယ်လမ်းမထွန်းအောင်လှုပ်ထားတာပဲ။ဘသူလှုပ်တာလဲဆရာလေး။ဘသူဘဝလှုပ်တယ်ဆိုတော့သိဖို့ထက်အခုလက်ရှိဖြစ်နေတဲ့အရာတွေကိုအရင်ရှင်းထုတ်သင့်တယ်လို့ကျွန်တော်မြင်တယ်။ဆရာလေးတို့သဘောပါ။ကျွန်တော်ရဲ့အိမ်နဲ့ဆန်ဆက်ကိုလည်းဆရာလေးတို့ပဲအပ်ပါတယ်။ဒီညတော့ကျွန်တော်တို့ဆန်ဆက်ထဲပါမယ်အိပ်ပါမယ်။ဆန်ဆက်ထဲမှာပဲအိပ်ပါမယ်။ ဦးကြီးတို့ဘက်ကလူတယောက်တော့ကျွန်တော်နဲ့အတူတူထားမရမယ်။ဒါမှဘာတွေဖြစ်တယ်ဆိုတာပြန်ပြောပြနိုင်မှာ။ဒီလောက်ကတော့လုံပေးရမှာပေါ့ဆရာလေးရဲ့။မောင်ကြီးမင်းကဆရာလေးတို့နဲ့အတူတူနေပေးလိုက်ပါကွာ။အဆင်ပြေမဟုတ်လား။မပြေစရာမရှိပါဘူးဆရာရဲ့။ကျွန်တော်လိုပေတတင်နေရဲ့သူဒီလိုရောက်လာအောင်ဆရာပဲပြုစုပြောထောင်ပေးခဲ့တာ။ဒီလောက်ကတော့လုံပေးနိုင်ပါရဲ့။အော်ဒါနဲ့ညနေပဲကျိုးတို့စီလာတဲ့အခါမဆက်စီငါးချက်သားနဲ့ဦးမြလူရဲ့ဝိနေကြအင်းကြီးတစ်ထည်ယူလာခဲ့ပေးပါ။ မစစ်စီဆိုတာဘယ်လိုစီကိုပြောရလဲဆရာလေးကျွန်တော်သိနာမလဲလို့ပါမစစ်စီဆိုတာပဲရင်နန်းကိုစုံနေနဲ့ကြိတ်တဲ့အခါအမိုက်တွေပဲပဲနံပါတ်တွေစစ်ထုတ်မထားဘဲနဲ့ရောနေရဲ့စီကိုပြောတာပါဩသိပြီသိပြီဆိတ်ကြဆရာလေးကျွန်တော်သေချာယူလာခဲ့မယ်ဒါဖြစ်လေကျွန်တော်တို့ဆန်းစပ်ထဲမှာပဲပြင်ဆင်ရရှိရာပြင်ဆင်ထားလိုက်အောင်မယ်ယနေ့ကြမှာပြန်ဆောင်ကြတာပေါ့အောင်မြတ်သားရဲ့စကားဆုံးမှာတော့အုံမြလူနဲ့မောင်ကြီးတို့နှုတ်ဆက်ပြီးပြန်ထွက်သွားခဲ့ကြပါတော့တယ်။အောင်မြတ်သားလည်းအုံမြလူတို့ပြန်သွားတာနဲ့ ဆက်ဆက်ထဲမှာရှိရဲ့ဖျားเจ้าဆောင်ဝါမှာဖျောင်းနိုင်အမှုနိုင်နေထုံပြီးတော့ထိုင်မဲ့နေရာကိုတန်ရှင်းရေလောက်ခါတင်တိုင်းဆွဲဆောအင်းကိုဆင်းရင်ခဲ့ပါတော့တယ်သက်ခိုင်နဲ့တောင်ရိုးကလည်းအောင်မြတ်သာစီစဉ်နေရဲ့အင်းကိုမြင်ပြီးတော့ဆရာဒီအင်းကဘလို့နေရာမှာသုံးရတာလဲဒီအင်းကဆွဲဆောင်သုံးလို့ရတဲ့အင်းလို့ပြောလို့ရတယ်ဒီအင်းကိုသုံးမဲ့သူကတစ္ဆာရှိဘူးလို့လုံမယ်မင်းတို့နှစ်ယောက်လည်းတင်တိုင်းဆွဲဆောအင်းကိုဆင်းရင်မို့ပြင်ကြပြီးတော့သက်ခိုင်နဲ့တောက်ရလဲအောင်မြတ်သားရဲ့တင် जा ပြသမှုအောင်မှာ တန်တိုင်းဆွဲဆောင်အင်းကိုအောင်မြင်စွာစီရင်နိုင်ခဲ့ပါတော့တယ်။ဒီအင်းရဲ့အစွမ်းကဘလို့ရှိရဆိုတာမင်းတို့သိချင်နေကြပြီထင်တယ်။ဟုတ်တယ်ဆရာ။ဒီအင်းကဘလို့အကျိုးသက်ရောက်မှုရှိလဲဆိုတာအရင်သိချင်နေရ။ကြားကြိုင်တော့တန်တိုင်းဆွဲဆောင်အင်းရဲ့အစွမ်းမြဝါထည်တွေမြင်ကြရမှာပါ။ယနေ့ဆောင်ရောက်တော့မောင်ကြီးပြန်အောင်လာပြီးတော့ဆရာလေးတို့မှာထားရစီလဲပါလာတယ်။ဒါကဥမြလိုဝင်နေကြအင်းကြီးပါ။အောင်မြတ်သားလေးမောင်ကြီးပေးရဲ့အင်းကြီးကိုဆွဲဖြဲ့ပြီးတော့အဆောက်ကိုကြေးချောက်တံတန်းချက်ခါ ဒီကျေးကျေတော့ချစ်ထားတော့ဘစင်းစီရဲမှာစိတ်ထားယနေ့မှောင်စပြွာနေလုပ်ငန်းစားကြမယ်ဟုတ်ကဲ့ဆရာလေးဒါနဲ့ရဆရာလေးလို့စောက်ဖို့ထမင်းကြီးယူလာခဲ့တယ်အရင်စားလိုက်ကြပါဦးအောင်မြတ်သားတော်ကလေမောင်ကြီးယူလာတဲ့ထမင်းကြီးတဲ့ကနေအသေးရွက်ကြော်တစ်မျိုးကိုထုတ်ခါစားခဲ့ကြပါတော့လေဆရာတို့ကအသားမစားကြဘူးလားဟုတ်တယ်ကျွန်တော်တို့ကအသားလို့ရှောင်ထားကြလို့ပါအခုလည်းစားတာတော်တော်ကောင်းပါလေမောင်ကြီးကတော့သူယူလာတဲ့ခင်ကိုကောင်းတယ်ပြောတဲ့အတွက် ဝမ်းသာကပျော်ရွှင်နေခဲ့ပါရဲ့။မောင်စာပြောချိန်ရောက်တော့အောင်မြတ်သာသူစီရင်ထားတဲ့တင်တိုင်းဆွဲဆောင်အင်းကိုအောက်မှာခံပြီး အပေါ်ကနေမစစ်စီထည့်ထားတဲ့ခွက်ထဲကြီးချောက်ကျစ်ထားတဲ့အစာကိုထည့်ကမီးရှို့လိုက်ပါတော့တယ်။ဘာတန်ကြာကြာမကြောက်နဲ့ဒီမီးစာမကုန်ခင်ဆန်ဆန်ထဲမှာဘာရှိရဆိုပေါ်လာလိမ့်မယ်။မောင်ကြီးကလည်းအောင်မြတ်သာတို့အနားမှာကတ်ထိုင်နေပြီးတော့အခြေအနေကိုစောင့်ကြည့်နေကြတာညာ9နိုင်လောက်ရောက်တော့ဆန်ဆန်ခေါင်းမိုးပေါ်ကနေကျောင်းမဖွယ်အော်တန်းတဲ့သူ အထုတ်ထုတ်ပြုတ်ကျလာတာကိုမြင်လိုက်ရပါတော့တယ်။ဆရာဘာလဲမသိဘူးကျလာတယ်ရော။တောကောက်ပြီးဖွင့်ကြည့်အထဲမှာဘာရှိလဲသိရတာပေါ့။မောင်ကြီးကလည်းပိတ်ဆက်အနီးနဲ့ထုတ်ထားတဲ့အရာကိုဖွင့်ကြည့်လိုက်ရာစီစိန်ဆက်ကူနဲ့ပတ်ထားတဲ့လက်ညှိုးတစ်ချောင်းအပြင်မြေမုံနဲ့လှုပ်ထားတဲ့အယုတ်တွေကိုထွက်လာခဲ့ပါတော့တယ်။ဆရာလူလူလက်ညှိုးကြီးမောင်ကြီးရဲ့အော်တန်ကြောင့်တက်ခိုင်တည်တည်ချာချာကြည့်လိုက်ရာဟာဆရာကြီးကြည့်ပါဦး။နေဝင်လောက်ရင် ရေကန်ငါအင်းကိုလက်ညှိုးနဲ့ပတ်ထားတယ်။နောက်ပြီးတော့ ကိုဝေမစကြုံယုံတော့ကြောမှာပြည့်ရင်ပြတ်မပြည့်ရင်ထွက်ဆိုပြီးတော့ရေးထားသေးတယ်ဆရာသူတို့ကဆန်ဆက်ကိုရောလို့ပါအပီးလောက်တာပဲအောင်မြတ်သားစကားဆုံးမှာတော့ဆန်ဆက်ဘေးဝါယုံပေနာကနေကျေလောင်စွာတောက်ခေါက်တဲ့အတန်တခုကြားလိုက်ရပါတော့တယ်တောက်ရအတန်ကြားနေတော့သွားကြည့်အောင်တောက်ရလည်းအောင်မြတ်သားစကားကြောင့်တောက်ခေါက်ထန်ကြားတဲ့ဝေယုံပင်အောက်ကိုကြည့်လိုက်ရအခေါင်းပြင်းနဲ့ထုထားတဲ့ဘလူးရုပ်တရုပ်ကိုမြင်လိုက်ရပါတော့တယ်ဆရာမီးကျွန်းနေအခေါင်းပြင်းနဲ့ထုထားတဲ့ဘလူးရုပ်တရုပ်တော့တွေ့တယ် အားလုံးတဏီရိုင်းမှာပုံထားလိုက်ဒီမီးစာကိုမီးရှို့ပြရမယ်တောက်ရရလဲဆန်းဆက်တရားနေထွက်လာတဲ့အရာတွေကိုစုပုံပြီးတော့ပစ္စည်းတွေမှာဆွဲကပ်နေတဲ့သူတွေထွက်မြောက်စီးချထားလိုက်ပါတော့တယ်မစစ်စီနဲ့ထိုးထားတဲ့မီးစာကုန်တာနဲ့ပစ္စည်းအကုန်လုံးကိုမီးရှို့လိုက်ရဆန်းဆက်ထဲကနေငဲတဲ့ပောင်းအော်ထွက်သွားကြတဲ့အရှိန်မဲမဲတွေကိုအောင်မြတ်တာတို့မြင်လိုက်ရပါတော့တယ်ဒီဆန်းဆက်ထဲမှာတော့ဘာမှမရှိတော့တော့နောက်တစ်ခါမသိငါစရာတွေ့ရဆိုရင်ဒီအင်းကိုအောက်ခတ်ထားပြီးတော့ကျွန်တော်တို့လုတ်တလို့လုတ်ပါဘနဲ့ပြန်မိုးလင်းတာနဲ့ ။ဦးမြလူရဲ့အိမ်ကိုသွားလိမ့်မယ်။ဦးမြလူအိမ်မှာဘာလို့ဆရာရှိလို့လဲဆရာလေး။အခုလောက်ထားတဲ့သူကအိမ်ရောဆန်းစပ်ကိုပါတိုက်ထားတဲ့သဘောမှရှိရဲ့။အခုဆန်းစပ်ကိစ္စကိုရှင်းပြပြီဆိုတော့အိမ်မှာရှိတဲ့အရာရှင်းထုတ်ရအောင်မယ်။အခုလောက်လောက်တာဘယ်သူလဲဆိုတော့သိချင်လိုက်တာဆရာလေးရဲ့။သိလို့ရတော့ကွာ။မောင်ကြီးကအံကိုချိန်ပြီးပြောလိုက်တဲ့ဒေါသတန်ကြောင့်အောင်မြတ်သားကျွန်တော်တို့လူဆရာကြီးကဘာလို့လုပ်တယ်ဆိုတာသိရင်တော့မပြောပြကြတာဘာကြောင့်လဲသိလားဘာလို့မပြောပြရလဲဆရာလေး အခုဘယ်သူလုတ်တယ်ဆိုတာပြောပြလိုက်လို့သိသွားရင်ခမောင်းပါလို့မလဲလုတ်တဲ့သူမှတ်လောက်ပညာပေးမှာပေါ့ဟုတ်တယ်ဘယ်သူမှတီးခတ်နိုင်မှာမဟုတ်ဒါကြောင့်သိလည်းမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်နေခဲ့ကြတာအမုံတရားကိုစာတုံးမများခြင်းနဲ့အတွက်ကြောင့်လို့ဆိုရမယ်ကဲကဲမိစားလဲကုန်ပြီဆိုတော့ခမားလဲနားလိုက်ပေါ့ကျုပ်တို့လည်းဖျားဝေးပြုတ်လာအောင်မယ်။မောင်ကြီးလည်းအောင်မြတ်သားတို့ဖျားဝေးပြုတ်နိုင်မှုအတွက်ဘာမှစမပြောတော့ဘဲနဲ့ဘသူလုံးနိုင်တဲ့သူကလည်းတွင်းရင်နဲ့အိပ်ပျော်သွားခဲ့ပါတော့တယ်။ မနံမိုးလေးတော့ဦးမြလူတွေအိမ်ကိုသွားပြီးတင်တိုင်းဆွဲဆောင်အင်းကိုမိထုံရာချမ်းရှိတကားဖောက်ပေးရနီခြေတော့ကျိုးနေတဲ့တိုင်နွားရုပ်တရုပ်ထွက်လာခဲ့ပါတော့တယ်။အောင်မြတ်သားတို့ကလည်းခြေတော့တစ်ဖက်ကျိုးနေတဲ့တိုင်နွားရုပ်ကိုဓာတ်စီလောင်မိရှုပ်ဖြက်စီးခဲ့ပေးပြီးတော့တအိမ်လုံးကိုရှေမန်းနေနဲ့ပတ်ပြန်ပေးခဲ့ပါတော့တယ်။ဦးမြလူကတော့အောင်မြတ်သားတို့ကိုကျေးဇူးတင်လို့နဲ့အတွက်ငွေတွေအတက်လိုက်ကတော်မယ်လို့တော့ဒီငွေတွေဘာရသေးဖျားကြီးရဲ့အခါမှာလှူပေးပါဒီလိုပဲပြောခဲ့ပါတော့တယ် အောင်မြတ်သားတို့ကလည်းဦးမြလူနေအိမ်နဲ့ဆန်ဆန်မှရှိရဲ့ပြဿနာတွေကိုဖြေရှင်းပေးပြီးပြန်သွားတဲ့အချိန်ဆရာဆရာမောင်ကြီးဘာဖြစ်လို့អော်နေရတော့ဟိုဘာတန်းဆက်ဆက်ပိုင်ရှာမိမကြီးလေဒီကောလုံးမီးလောင်ပွေးနေတင်းုံတင်လိုက်ရတယ်တဲ့ဟေးဘလို့ဖြစ်တာလဲအဲ့တော့ကျွန်တော်လည်းမသိဘူးအရက်ထဲမှာပြောနေတာတော့ရှင်နေစီမီးအိမ်ကိုပေါ်ပြုတ်ကြတာတဲ့တော်တော်ပူလောင်နေမှာပဲဦးမြလူကဂယုနာသက်စွာရေရွင်ရင်းနဲ့တခုစဉ်းစားပြီးဟန်နေမောင်ကြီးငါတို့ ရားစရာဘာပြောမလဲဘာမှပါကွာဒီလိုပြောရင်းနဲ့အိမ်ထဲကိုဝင်သွားခဲ့ပါတော့တယ်အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေတင်နိုင်သိရှိနေစေဖို့အတွက် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ရင်းနဲ့ဗိနာ notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်